မင်္ဂလာပါရှင် People Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့မေလ9ရက်နေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့28နှစ်ကြာလက်လွတ်ခဲ့ရတဲ့ Tiki Data ကို KNU ပြန်လည်သိမ်းပိုက်တဲ့သတင်းတနင်္သာရီတိုင်းတဲကစစ်ရေးအခြေအနေကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ထိုင်းစစ်တပ်ပြောတဲ့အကြောင်းရွှေကျင်မြို့နယ်ကခမာယ998တပ်ရင်းကိုဒေါ်လှန်ရေးပူပေါင်းတပ်သိမ်းပိုက်တဲ့ဖြစ်စဉ်တခေါ်ပြီးခွီးတက်စကန်တိမ့်ပရှင်းလင်းပြီးကြောင်း KNU ထုတ်ပြန်တဲ့သတင်းဒါရီကိုနားဆင်ရမှာပါ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေမှာရှိတဲ့စစ်ကောင်စီရဲ့ထိထဗျူဟာစခန်းနဲ့ထိခီဗျူဟာစခန်းတို့ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေကသိမ်းပိုက်ခဲ့ကြောင်းဒီနေ့ထုတ်ပြန်ပါရယ်ဗိတ်တဝဲခရိုင်ရဲ့ခရိုင်ဌာနချုပ်နဲ့တပ်မဟာဌာနချုပ်ဟောင်းတရှိရာ ထိခီဒေတာကိုအလုံးစုံပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ KNU ကဆိုပါရယ်ထိထစစ်ကောင်စီဗျူဟာတပ်စခန်းကို KNLA တပ်မဟာ၄နဲ့ပူးပေါင်းတပ်တွေက April 19ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပါရယ် အဲ့ဒီနောက်ရပ်ပေါင်း20ခန့်အကြာမှာစခန်းနဲ့မိုင်းအနှဲငယ်အကွာမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်တခြားရေးပါတဲ့ထီခီစခန်းကိုထပ်ပြီးတော့သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီထီခီစခန်းမှာစစ်ကောင်စီတပ်အင်အား150ခန့်ရှိပြီးတပ်ရဲ25တပ်ရဲမူထိုင်းတဲ့စခန်းဖြစ်တယ်လို့ပူပေါင်းတိုက်ပွဲဝင်နေတဲ့ FFD တပ်ရဲ့ဒူတာဝန်ခံကိုအောင်အောင်ကပြောပါတယ်။ဒါအပြင်ထီခီစခန်းကို ဒရုန်းပစ်ကူ120မမလက်နက်ကြီးပစ်ကူအားကောင်းကောင်းနဲ့ပေးပြီးခက်ခက်ခက်ခဲတိမ့်ပိုက်ခဲ့ရတာလို့ဆိုပါတယ်။ထီခီစခန်းရဲ့၄ပုံ၃ပုံလောက်ကထိုင်းမြန်မာနယ်စပ်မြင်းပေါ်မှာရှိနေတာကြောင့်ခက်ခက်ခက်ခဲတိုက်ခဲ့ရတာဖြစ်ပြီးထိုင်းနိုင်ငံရဲ့ဖိအားကြောင့်ရတယ်လို့စစ်ကောင်စီတပ်ကလည်းထိုင်းဘက်ကကူညီပေးမှုတွေရှိခဲ့တယ်လို့ကိုအောင်အောင်ကပြောပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့လေကြောင်းအားဖြည့်မှုတွေကြားကပဲဒေါ်လာရိတ်တက်တွေကတိမ့်ပိုက်နိုင်ခဲ့တာလို့သိရတာပါ။ထီခီဒေတာမှာ ဗိတ်တဝဲခရိုင်ရဲ့ခရိုင်ဌာနချုပ်နဲ့တမဟာဌာနချုပ်ကို KNU က1985ခုနှစ်မှာစတင်တိစောက်ခဲ့တယ်လို့ဆိုပါတယ်1998ခုနှစ်မှာတော့မြမတက်မတော်တမ55နဲ့တမ66ဦးဆောင်တဲ့တက်ရဲ20ခန်းက major operation အနေနဲ့ထိခိဒေတာကိုစတင် ထိုးစစ်ဆေးခဲ့တာကြောင့်အဲ့ဒီနှစ်မှာပဲထိခိဒေတာကိုလက်လွတ်ခဲ့ရတာလို့ KNU ကဆိုပါတယ် လက်ရှိအချိန်မှာ KAU အနေနဲ့လက်လွတ်ခဲ့ရတဲ့ထိခိဒေတာကိုပြန်လည်သိမ်းပိုင်နိုင်ခဲ့ပြီးဒေတာရင်းပြည်သူတွေရဲ့အသက်အိုးအိမ်ကကွယ်ရေးဆက်လက်လှုပ်ဆောင်သွားမယ်လို့ထုတ်ပြန်ပါတယ်ရှင်။မြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီတိုင်းထဲမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကိုထိုင်းစစ်တပ်ကမျက်ခြေမပြတ်စောင့်ကြည့်နေတယ်လို့ပြောပါတယ်။ကန်ချနာပူရီမှာရှိနေတဲ့ထိုင်းစစ်တပ်ဟာအိမ်နီးချင်းမြန်မာနိုင်ငံဘက်ခြမ်းဒဝယ်မြို့နယ်ထဲမှာစစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေကြားဖြစ်ပွားနေတဲ့စစ်ရေးပရိပခါတွေက ထိုင်းဘက်ကိုပြန့်နှံ့လာနိုင်ခြင်းအတွက်သတိကြီးကြီးထားပြီးလေလာစောင့်ကြည့်နေတယ်လို့ဆိုပါရယ်။ April 9ရက်နေ့ကစတင်ခဲ့တဲ့တိုက်ပွဲတွေဟာလက်ရှိအချိန်ထိဆက်လက်ဖြစ်ပွားနေတယ်လို့ April 16ရက်နေ့မှာတော့ဒေသတွင်အရေးပါတဲ့ပထမဆုံးစစ်ရေးကိုကဲမှုစခန်းတစ်ခုကိုတော်လှန်ရေးအင်အားစုတွေကတည်ယူနိုင်ခဲ့တယ်လို့ထိုင်းစစ်တပ်ရဲ့နေကြားဆောင်ယူနစ်တစ်ခုဖြစ်တဲ့လက်ရာအထူးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါရယ်။အဲ့ဒီအောင်ပွဲအပြီးမှာတော်လှန်ရေးအင်အားစုတွေဟာစစ်စင်ရေးတွေကိုအချိန်ပိုမြင့်လာခဲ့ပြီး ဗန်ဖူနမ်ရောင်နေဆက်ကိန်းနာကစစ်ကောက်စီစခန်းတွေကိုလည်းအပြင်းအထန်ဆက်လက်တိုက်ခိုက်နေတယ်လို့ပြောပါတယ်။နေဆက်တစ်ဖက်ချမ်းကပြင်းထန်တဲ့စစ်ရေးခြေနေတွေကြောင့်ကချနာပူရီမှာရှိတဲ့ထိုင်းစစ်တပ်ရဲ့နေဆက်စစ်ရေးဦးစီးဌာနဟာတိုက်ပွဲတွေရဲ့ဆင့်ကဲဖြစ်ပျက်ပြောင်းလဲမှုတွေကိုမျက်ခြေမပြတ်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။ပြီးတော့လက်ရာအထူးတပ်ဖွဲ့ဟာသက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးနေဆက်လုံခြုံရေးအစီအမံတွေကိုတင်းကျပ်ထားသလို တက်အင်အားနဲ့လက်နက်တွေပို့ပြီးဖြစ်တင်းဖြန့်ကျက်ထားတယ်လို့သိရပါတယ်။ဒါတင်မကပဲထိုင်းလေတက်ကလည်းနေဆက်ဒေတာလေးပိုင်းနဲ့လုံချုံရေးကိုနုံနုံကြကြအာယုံစိုက်ထားပြီးမြန်မာဘက်ကစစ်ရေးပရိပခရင်းနဲ့ဆက်ဆက်လို့ထိုင်းရဲ့အချုပ်အခြာအာဏာလေးပိုင်းနဲ့ကို ထိပါလာတာမျိုးတွေမရှိအောင်တတိကြီးကြီးပြင်ဆင်ထားတယ်လို့ပြောပါတယ်ရှင်။ပဲခူးတန်းရွှေကျင်းမြို့နယ်ကစစ်ကောင်စီရဲ့အမှတ်998ချင်းမြတ်တပ်ရင်းကိုတော်လိုင်းပူပေါင်းတပ်တွေကဒီမနက်အစောပိုင်းမှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲ့ဒီစကမ်းသိန်းတပ်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20ထက်မနည်းသေဆုံးခဲ့ကြောင်းဒေသခံတွေနဲ့စစ်ရေးသတင်းရှင်းမြစ်တွေကပြောပါရယ်ရွှေကျင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတချို့ကိုမတ်လတတိယပတ်ထဲမှာစတင်တိုက်ခိုက်ခဲ့ပြီးနောက်ခမရ998တပ်ရင်းကိုလည်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်မနေ့ညပိုင်းမှာတော့စကမ်းသိန်းတပ်ပွဲအတွက်ထိုးစစ်ဆဲခဲ့ပြီးဒီနေ့မနက်ပိုင်းမှာတင်းယူလိုက်တယ်လို့စစ်ရေးသတင်းရှင်းမြစ်ကပြောပါရယ်စခန်းကကျသွားပါပြီရဲဘော်တွေလက်ထဲရောက်နေပါပြီ။ လေကြောင်းအန်တရဲကြားကနေလိုက်ရှင်းနေရတာလို့ရွှေကျင်မြို့စစ်ရေးသတင်းရင်းမြစ်ကစကန်းသိန်းတိုက်ပွဲအခြေအနေကိုရှင်းပြပါတယ်။မင်းညပိုင်းကတိုက်ပွဲအရန်ပြင်းထန်ခဲ့ပြီးလက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တမ်းတွေကိုဒိုင်ဦးမြို့ပေါ်ကနေကြားခဲ့ရတယ်လို့ပောက်ကွဲတဲ့မီးတောက်တွေကိုလည်းမြင်တွေ့ခဲ့ရကြောင်းဒိုင်ဦးမြို့ကတဦးကပြောပါတယ်။ခမရ998တက်ရင်စကန်းသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20ကျော်သေဆုံးခဲ့တယ်လို့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်ဖက်ကလည်း ထိခိုက်ကြဆုံးမှုတချို့ရှိခဲ့တယ်လို့သိရတာပါ။ရွှေကျင်မြို့နယ်မှာခမာယ998တက်ရင်အပြင် နောက်ထပ်စစ်ကောင်စီတက်ရင်နှစ်ခုနဲ့ရဲစခန်းဌာနဆိုင်ရာရုံးတွေကျန်နေသေးတာဖြစ်ပါရဲ့ရှင်။ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေဖအံခရိုင်ပိုင်ကြုံမြို့မှာရှိတဲ့စစ်ကောင်စီရဲ့လေးပနာတီလို့ခေါ်တဲ့တခေါ်ပီခွီးတပ်စခန်းကိုကရင်မျိုးသားလွမြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေကဒီမနက်ပိုင်းမှာသိမ်းပိုက်ခဲ့ကြောင်းထုတ်ပြန်ပါရယ်။အဲ့ဒီစခန်းမှာစစ်ကောင်စီရဲ့ အမှတ်24ချင်းလင်းတက်ရင်အခြေချတက်ဆွဲထားတာဖြစ်ပါတယ်။ KNU တက်မဟာခေါ်လက်အောက်ခံ KNLE နဲ့ကရင်မျိုးသားကာကွယ်ရေးတပ် KNDO တို့ကဒီမနက်9နာရီမှာအပီးသက်သိမ်းပရှင်းလင်းနိုင်ခဲ့တာပါ။အဲ့ဒီတက်စခန်းကိုမေလ9ရက်ကစတင်တက်ခတ်ခဲ့ပြီး2ရက်ကြာမှပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့စစ်ရေးသတင်းရှင်းပြကပြောပါတယ်။စကမ်းသိမ်းအပီးထွက်ပေါ်လာတဲ့ရုပ်တံမှာတော့စကမ်းမှာကရင်မျိုးသားအလန်တော်လွှင့်ထူလိုက်တာကိုတွေ့ရပါတယ် ဒီမနက်ပိုင်းတခေါ်ပြီးခွေးစခန်းကိုသိမ့်ပြီးနောက်စစ်ကောင်စီရဲ့လေရင်တစည်းပြန်ဝဲတာရှိတယ်လို့သတင်းရှင်းမြစ်ကဆိုပါတယ်။ထိုင်းနယ်စပ်အနီးမှာရှိတဲ့မဲလာဒေသမှာစစ်ကောင်စီတပ်ရဲ့တခေါ်ပြီးခွေးစခန်းနဲ့မဲလာစခန်းတို့ရှိပြီးအခုတော့မဲလာစခန်းပဲကျန်တော့တာဖြစ်ပါတယ်။တခေါ်ပြီးခွေးစခန်းတိုက်ပွဲကြောင့်မဲလာအနီးကျေးရွာတွေကဒေသခံပြည်သူ၄၀၀နီးပါးဟာထိုင်းဗတ်ချန်းကိုစစ်ဘေးရှောင်ခဲ့ရပြီးထိုင်းအာဏာပိုင်တွေကလည်းခိုလုံခွင့်ပေးထားတယ်လို့သိရပါတယ်ရှင်။ ပြည်ပေါင်းစပရင်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ရှင်။